ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကားပြေသများလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့အနာယူကြောင်းကြီးညာသွားခဲ့ပြီဖြစ်တဲ့ဒါ MMA လောကရဲ့ကုတ်တယောက်ဖြစ်တဲ့ပေါ့နော်ဂျွန်ဂျုံးစ်နဲ့ဒါသူ့ရဲ့စိတ်တွင်းပဋိပက္ခတွေအကြောင်းကိုကျွန်တော်စီသူနဲ့အတူဆရာနန်ဝင်ချင်းချင်းကသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျအခုမင်္ဂလာပါခင်ဗျမင်္ဂလာပါစီသူကြီးလေဟုတ်ကဲ့ကိုဒါဂျွန်ဂျုံးစ်ကြီးနားယူသွားပြီပေါ့နော်ဒီတစ်ခါကတော့တကယ်လို့ အာထင်ရတယ်ပေါ့နော်ဒီဂျုံဂျိုးစနားယူသွားပြီဝေဖန်တန်တွေရဲ့လည်းသူ့ပုံဝင်ချက်မှာတော်တော်လေးကိုမြင့်တက်နေတယ်ဒီဒေနာဝိုက်ပေးထားတဲ့သူ့ကိုအချိန်လေးရှိတယ်ပေါ့နော်ဒီ heavyweight ဒီ champion ပေါင်းစည်းပွဲအတွက်ထိုးဖို့ပေါ့နော်ဒါပေမဲ့ဂျုံဂျိုးကအာဒီအနားယူချောင်းပဲကျင်ညာသွားတယ်ပေါ့လေအဲ့တော့ဒီအခြေအနေလေးတွေအကြောင်းကိုကိုအရှင်ဆုံးသုံးသပ်ပေးပါအောင်ခင်ဗျအဲပထမဆုံးခံစားမှုကတော့စိတ်ထဲမှာမအီမသာဖြစ်သွားကတိကောင်းဖြစ်သွားတာပေါ့ကွာ ့ကိုတို့လည်းဒီပွဲကောင်းတစ်ပွဲကိုကြည့်ကြလေဟုတ်ကဲ့ကျွန်ကျွန်ကဒီအအခုခံစားချက်အရင်ပြောကျွန်ကျွန်က UFC ရဲ့ coach ပဲ coach ဆိုတဲ့နေရာမှာကွာ coach ဆိုတာကလက်ဆန်းကောင်းခြင်းနိုင်ဝဲရီစစ်ခြင်းရှုံးဝန်းမရှိ0အဲ့ဒါနဲ့မဆိုင်မဟာမက်အလီရှုံးဝဲပေါင်းများစွာနဲ့အလဝိတမိုင်းရဲ့အငင်းပွားပါမရှိ coach ပဲကလာသမားတူဦးဟာ coach ဖြစ်ဖို့အတွက်ရှုံးစရာမရှိဘူးဆိုတဲ့အယူအဆအကိုလက်မကောင် တော့ကျွန်ကျွန်ကရှုံးပွဲမရှိဘူးသို့တော့အဲ့ရှုံးပွဲမရှိခြင်းထက်ပိုတာကဒီထားပါတော့အခုတို့ဒီ Demetrius Johnson တို့ဟာလား GSP တို့ဆိုတော့ဒီကစားသမားတွေ ਨੇ ထက်ကျွန်ကျွန်ကသူ့ပညာမှာအများကြီးပိုကောင်းနေတယ်လို့လည်းမထင်ဘူးဒါသူတို့ဒီအတန်းမှာမတိတ်မရင်းနေပဲအဲသို့တော့ကျွန်ကျွန်ကဒီအာဂဒါနီကိုတကဘာလုံးတိလာအောင် promotion လုပ်ပေးခဲ့တဲ့ပထမဆုံးပုံရိပ်ဖြစ်တယ်လို့သူဆယ်စုနှစ်၃ခုလောက်ပေါ့နော်ဆယ်ဆယ်စုနှစ်၃ခုလောက်သူ ဒီထိတ်ဒီထိတ်တန်းအဆင့်မှာသူရက်တီလာတယ်ပေါ့ဒီလူငယ်ဘွားကနေဆိုစတဲ့ဇာစွန်းနဲ့နှစ်ခုပေါ့နော်အရက်တီလာတယ်အဲ့ဒီအချက်တွေကကျွန်ကျွန်ဟိုကတော့ဒီ code အဖြစ်သတ်မှတ်ဖို့အတွက်လုံးဝဖွင့်မလေးစေတဲ့အချက်တွေနောက်တစ်ချက်ဘာလဲဆိုတော့ကျွန်ကျွန်ဟာတကယ်သူ့ရဲ့ကစားသမားဘွားဒီအစောပိုင်းကနေစပြီးတော့ဒီကစားသမားဘွားအလေအထိပေါ့နောက်ပိုင်းနောက်ဆုံးပိုင်းမရောက်ခင်ဒီကျွန်ကျွန်ကတကယ်ဟိုကောင်းအဆင့် fighter ဘောများစွာကစားခဲ့တယ် တော့သူလူငယ်လေးတူဦးအနေနဲ့ထိတ်တန်းအဆင့်တွေပေါ်ကစားခဲ့တယ်။သူထိတ်တန်းတူဦးအနေနဲ့နောက်ထပ်ကျယ်ဝန်းများပါဦးကစားခဲ့။ဒါပေမဲ့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့ကျွန်ကျွန်ကဒီရှုံးပွဲတွေကိုလောတာထပ်ပို့ပြီးတော့ကြောက်လာတယ်။အဲ့ဒီအဲ့ဒီအချက်ကအခုဟိုအပြစ်မမြင်ဘူးနော်။ဒါပေမဲ့အဲ့ဒီအချက်ကဟိုငင်းလို့မရအောင်ကျွန်တော်ရှားမြင်ရတဲ့အချက်ပဲ။အလော့အဗာရှင်းပေါ့ကွာ။နော်။ဒီအခု psychological အရာပြောမယ်ဆိုရင်နိုင်ွယ်ရဇရာရပြီးတော့ နာမည်တစ်ခုကိုတိဆောက်ထားတဲ့ကစားသမားတဦးဟာနောက်ထပ်နိုင်ပွဲတစ်ပွဲရခြင်းမရခြင်းထက်နောက်ထပ်အဲသူသူရှုံးပွဲတွေ့သွားမှာကိုကြောက်တယ်ဒါဒါ psychological ရဲ့ impact ပဲအဲကော loss aversion လို့ခေါ်တယ်ကျွန်ကျွန်အနေနဲ့ဆိုသူ့မသူ့ရဲ့ identity ရှိတယ်သူ့ရဲ့ legacy ရှိတယ်သူက undefeated ဆိုတဲ့ကစားသမားဖြစ်တယ်ဆိုတော့ဟိုဒါ practical terms အရာပြောမှဆိုသူ article တဲမှာသူလုံးဝသူမရှုံးခဲ့ဘူးနော်မရှုံးခဲ့ဘူးတဲ့အတွက်သူ့ရဲ့ဒီ self image သူ့ရဲ့ legacy ဒီအရာတွေပေါ့နော်ဒီအရာတွေကပဲကြုံကြုံကိုကြောက်စိတ်ဝင်လာစေတယ်လို့ကိုတော့ခံခံစားရတယ်ဆိုတော့နောက်ဆုံးကြတော့ဗာလဲဆိုစွန့်စားမဲ့ပွဲမျိုးတွေတက်စားရင်တကယ်ဟို calculated ဒီပွဲတွေကိုပို့ပြီးတော့ကစားလာတယ်ပေါ့ဆိုတော့အခုအချိန်မှာအခုတော့ဒီ aspenal ကိုသူကစားတယ်ပေါ့ရှုံးသွားတယ်ပေါ့နော်ကစားပြစ်ခဲ့တယ်ကျုံသွားတယ်အခုကကြုံကြုံကို gold အဖြစ်သတ်မှတ်ဖို့အတွက်အခုအစိတ်ကပြောင်းမှာမဝင်မလေးဘူးပေါ့ဒါပေမဲ့ မကစားပြပဲနဲ့ပြောင်းသွားတဲ့အခါကျရင်သူ့ကိုဒီ MMA တလောကလုံးရောပြည်သက်တွေရောကျွန်ကျွန်ကြောက်လို့ပြေးတာလားလို့ဝိုင်းပြောကြမှာပဲအဲ့ပြောကြမဲ့ risk ကိုလည်းသိပါလျက်နဲ့သူဟာအရှုံးမခံလို့ risk ကအဲ့ထက်ပိုကြီးနေလို့သူဒီပွဲကိုလွယ်လွယ်ပြောရင်ရှောင်သွားလို့ပဲကိုရောမြင်တယ်ဟုတ်ကဲ့ကိုဒါ Jones ကိုတိုင်လည်းသူ ပြောခဲ့တဲ့စကားပေါ့နော်သူ့အနေနဲ့ဒီ establish ဒီ app camera တွေကို အနေရကြီးတဲ့ app camera တွေကိုသူမထိုးကြည့်ဘူးပေါ့နော်သူ establish establish champion တွေတော့သူထိုးထိုးရဲတယ်ပေါ့နော်အဲသူအဲ့လိုမျိုးပြောတယ်ပေါ့နော်အဲထိုးထိုးတယ်လို့သူအဲ့လိုပြောတယ်ပေါ့နော်ဟိုကျွန်တော်အခုခုနပြောသွားသလိုပဲဒီ tour fighter ကိုကြောက်ချင်းမကြောက်ချင်းတဲ့သူရဲ့ဒီအတွင်းစိတ်ပေါ့နော်သူရဲ့အတွင်းစိတ်သူရဲ့ဒီရှုံးပွဲကြုံမှာဆိုတဲ့ဒီဂုံသိခါပိုင်းအဲ့ဒီအရာတွေကိုသူဟိုအာယုံပူပြီးတော့ဟိုဖြစ်တယ်ပေါ့လေအဲ့တော့ပြည်သက်တွေကလည်းအဲဒီဝေဖန်မှုတွေ ဟိုအရန်များတယ်ပေါ့နော်ဒါပေမဲ့ဂျွန်ဂျွန်စ်ဘက်ကကြည့်ပြန်တော့လေဂျွန်ဂျွန်စ်ရဲ့တပူရီဒီအတွေးဆိုတာလည်းရှိသေးတယ်ပေါ့နော်အခုအဲ့တော့ဂျွန်ဂျွန်စ်ရဲ့ဒီအတွေးဘက်ကနေရောအခုကျွန်တော်တို့ကိုဟိုပြိသက်တွေတော်တော်များများတော့ဒီပြိသက်အတွေးကတော့ရှိနေပြီသားပေါ့နော်ဂျွန်ဂျွန်စ်ဘက်ကကျွန်တော်တို့ကြည့်မယ်ဆိုရင်ကြတော့ဒီသူ့ရဲ့ဒီရှုံးပွဲတွေကိုကြောက်တဲ့အမြင်လေးကိုလည်းအခုရှင်းပြပေးပါအောင်ဗျအဲ့ဒါ cognitive dissonance အပိုင်းကိုပြောရမှာအခုတို့အဲ့လိုမျိုးဖြစ်ခဲ့ဘူးတာကဥပမာဒီ my kind 1990ကတည်းက James Webster Douglas ပို့ လို့ပြောမှာရှုံးတယ်ပွဲဆိုတော့ Batman on the planet ဆိုတဲ့ကစားသမားတဦးအဲ့ဒီကစားသမားတဦးဟာဒီ James Foster Douglas ကိုရှုံးသွားတယ်ရှုံးသွားတဲ့အခါကျတော့အဲ့ဒီအဲ့ဒီ cognitive အပိုင်းကိုအခုအခုနည်းနည်းရှင်းပြမယ်အ Tyson ကဒီ prefight အနေအထားပေါ့သူရဒီ prefight belief ကပါလဲဆိုတော့ငါကဒီရှုံးပွဲမရှိတဲ့သူငါအကောင်းဆုံးသူငါဒီလက်ရှိ boxing သမားတွေအားလုံးထဲမှာအဲငါငါအကောင်းဆုံးပဲဆိုတဲ့စိတ်မျိုးသူ့မှာ ယုံကြည်ချက်အပြည့်အဝရှိတယ်။ဒါပေမဲ့အဲ့မှာဒီဘလိုကောမလဲ conflict ဖြစ်စီမဲ့နောက်ထပ် information တစ်ခုကဝင်လာတယ်။အဲ့ဒါဘာလဲဆိုတော့ James Buster Douglas ကသူ့ကိုနိုင်သွားတယ်။နိုင်သွားတဲ့အခါကျတော့ဟိုသူ့ရဲ့ prefight ဒီ belief နဲ့အဲ့ဒီထပ်ဝင်လာတဲ့ new ဒီ conflicting ဟို information ကအဲ့နှစ်ခုကအဲ့နှစ်ခုကဟန်ချက်ကမောက်ကမဖြစ်သွားတယ်။အဲ့လိုကမောက်ကမဖြစ်သွားတဲ့အချိန်ကျတော့သူ့အတွင်းစိတ်မှာလည်းသူ prefight ကဖြစ်လာတယ်။ အဲ့ပရိကဖြစ်လာတော့သူ့ဘုသူအကောင်းဆုံးလို့ယူဆရင်သေးတယ်အဲ့လိုအကောင်းဆုံးလို့ယူဆကျင်သေးတယ်ဒါပေမဲ့သူကရှုံးသွားရှုံးသွားတော့ဂျိမ်းဘတ်ဆာဒေါဂလက်စ်ကအကောင်းဆုံးကိုနိုင်သွားတော့အကောင်းဆုံးကစားသမားဖြစ်သွားတယ်ဆိုတော့သူလက်မခံဘူးအဲ့တော့သူ့ဘုသူဖြည့်သိမ့်ဖို့အတွက်ဒီစကလုံးတွေထွက်လာတယ်အဲ့တော့အဲ့ဒီအဲ့ဒီအဲ့ဒီအပိုင်းမှာဒီမိုက်တိုင်ဆန်ကပါလဲဆိုတော့သူအမှအကြောင်းပြချက်တွေသူပေးလာတယ်သူ training ကိုကောင်းကောင်းမလုပ်ခဲ့ဘူးလို့အဲသူဘယ်လိုခေါ်မလဲဆိုတော့ mental အားဖြင့်လဲသူ ready မဖြစ်ခဲ့ဘူးလို့အဲသူမှာ personal issues တွေလည်းအများကြီးရှိခဲ့တယ်လို့အဲ့ဒီ ဒီ explanation တွေကဘယ်ကိုသွားလဲဆိုတော့သူ့ရဲ့သူ့ကိုယ်သူဖြည့်သိမ်းတဲ့ sense ဘက်ကိုသွားတယ်။အဲ့ဖြည့်သိမ်းတဲ့ sense ဘက်ကိုသွားပြီးတော့အဲ့သူ့ရဲ့ fundamental belief ဖြစ်တဲ့ငါက unbeatable ဆိုတဲ့ဟာကိုတာဝယ်ကျင်တဲ့စိတ်နဲ့အဲ့ဒီစကားတွေကိုထွက်လာတယ်။ဒါကအခုလို့ psychology ရပြောမယ်ဆိုရင်အဲ့မှာအဲ့ဒီ cognitive dissonance ဆိုအဲ့အပိုင်းဖြစ်တာပေါ့နော်။ဆိုတော့ John Jones ကဒါရိုးရိုးရှင်းရှင်းပြောရရင် mind tension လို့မဖြစ်ချင်ဘူး။အဲ့တော့သူ့အနေနဲ့မထိုးဘူးဆိုရင် ဝေဖန်တဲ့သူဒီရှိတိတိုင်အောင် fast အရာသူတကယ်မရှုံးသွားဘူးအသူစီကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ဘယ်လိုမျိုးတကယ် conflict ဖြစ်စီမဲ့ information ကြီးတခုဝယ်မလာဘူးသူ့ရဲ့ဒီ belief တဲ့ဘောမဝင်လာတဲ့အတွက် तू तू ကလုံးချင်တာလုံးလိုက်မယ် तू ဝေဖန်တဲ့သူတွေလည်းရှိမယ်ဒါပေမဲ့ तू ကိုကာွယ်တဲ့သူတွေလည်းရှိမယ်အဲ့ဒီအခြေအနေမှာ तू ဟာလက်တွေရှုံးသွားတာဟုတ်အာအာအဂျွန်ဂျွန်စပတ်ကစိတ်ကအဲ့ဒါပဲအဲ့ဒီအရာတခုဝင်လာမှာ तू तू အရင်စိုးရင်သွားတာဆိုတော့ အမှန်တော့ဒါအကိုတို့အမြင်ကြတော့ရှုံးသွားလဲသူ goat အဖြစ်ဟိုဆက်ပြီးတော့တတ်မှတ်မဲ့သူတွေအများကြီးပဲမဟာမတ်အလီကိုဂျော်ဖရီဇီယာကအနိုင်ရသွားလို့ဂျော်ဖရီဇီယာက goat မဖြစ်သွားဘူးဆိုလိုတာကဟုတ်အမဟာမတ်အလီဟာဒီလက်ဝဲဒီ goat ပဲအထိုက်ကဘောကမှာအချိန်ကောင်းများစွာရှုံးခဲ့ဘူးလေအခုဆို2010ကနေစပြီးတော့ major trophy လို့မရခဲ့သူရဲ့နှစ်ပေါင်းမနှဲတော့ဒါပေမဲ့ Tiger Woods ဟာဒီသူရှိရ Nick Faldo တို့ Arnold Palmer တို့ဒီ Greg Norman တို့ဒီကစားသမားတွေ တာလွန်ကြီးမြတ်တဲ့နေရာမှာ golf တမိုင်းတစ်ချောင်းမှာသူရှိနေမှာပဲဆိုတော့ဒါမျိုးပေါ့အခုဥမာအခုဆို novak ကိုအခုအရန်ကြိုက်တယ်နော် novak ကဒါအခုအကြိုက်ဆုံးကစားသမား rafael ဟာ roger federer ကို head to head အချိန်ပေါင်းများစွာအပြတ်သက်လဲထိုးခဲ့ဒါပေမဲ့ tennis ရဲ့ gold ဆိုအခုအခုကျမှာ roger federer လို့ပြောရင်အခုညင်းနေမှာမဟုတ်ဘူးဘာကြောင့်လဲဆိုသူတီဆောက်ခဲ့တဲ့အရာကြီးอ่ะဆိုတော့ john jones ကဟိုအဲ့တော့အတွက်လွဲသွားတယ်ပေါ့အတွက်လွဲတော့သူပြေးတာဘက်ကဟိုထင်းသာမြင်သာရှိသွားပြီးတော့ သူမထိုးလိုက်တာကပြောစရာဖြစ်သွားတာပေါ့အမှန်တော့ထိုးရမှာသူသူအသက်အရွယ်နဲ့ဒီတကယ်ဟိုကောင်လေးကလည်း Tom Aspinall ကလည်းတော်တော်ကြောက်စရာကောင်းတယ်ကျွန်ကျွန်တော့ကြောက်မယ်ဆိုရင်ကြောက်ချင်ကြရတယ်သူရှုံးသူ Aspinall ကိုရှုံးသွားနိုင်ချေရှိတယ်ပေါ့ Aspinall မဟုတ်ဘဲနဲ့ဟိုချောင်ရင်တော့သူကစားရင်လည်းကစားမှာပေါ့ဒါလည်းကျွန်ကျွန်အဖြစ်တော့မဟုတ်ဘူးသူသူသူ့သူ့ရဲ့အတွင်းပြိပခါအဲ့လိုဖြစ်နေတယ်အဲ့တော့အဲ့တော့အဲ့လိုမျိုးကအခုတော့ဘာမှထပ်တွေ့ရလဲဆိုတော့ဒီဟိုကောင်မလေး ရွန်ဒါရော်ဇီဟုတ်ကဲ့ဘောဟုတ်တယ်နော်ရွန်ဒါရော်ဇီဟာဒီ MMA အမျိုးသမီးကစားသမားပေါ့နော် MMA ရဲ့ဒီအမျိုးသမီးလောကအဲ့ဒီအမျိုးသမီးလောကကိုတက်ခစ်စမ်းစီတဲ့သူပဲရွန်ဒါရော်ဇီကဒါပေမဲ့ရွန်ဒါရော်ဇီဟာသူပထမဆုံးဆက်နပွဲဇက်တိုင်နိုင်တယ် MMA မှာအဲ့လိုအဲ့လိုသူရဲ့ကောင်းတယောက်ပေါ်လာတိုက်ခိုက်အားကစားနည်းကပို့ပြီးတော့ဖွင့်ယူလာ အဲ့တော့ Ronda Rousey ကြောင့် MMA မှာမျိုးသီးကွဲတွေလူကိုစိတ်ဝင်စားလာတယ်။အဲ့လိုလူကိုစိတ်ဝင်စားလာရင်လည်း Ronda Rousey ကပထမဆုံးရှုံးပွဲကိုသူသွားတွေ့သူရဲ့73ပွဲမြောက်မှာအဲ့တော့အဲ့ပထမဆုံးရှုံးပွဲကိုသွားတွေ့တဲ့အချိန်မှာ Ronda Rousey ဘာဖြစ်သွားသလဲ။ဒီလေတွေ့တဲ့အချိန်မှာဟိုကောင်မလေးကိုရှုံးသွား Holly Holm ကိုရှုံးသွား။ Holly Holm ကိုရှုံးသွားတဲ့အချိန်မှာ Ronda Rousey ဘာဖြစ်သွားလဲဆိုတော့လူတွေရဲ့ငွေကွေးကနေပျောက်သွားတယ်။လူတွေရဲ့ငွေကွေးကနေသူအကြိုက်ပျောက်သွားတယ်။သူဟာတကယ် marketable the female MMA player to at the most dominant the female MMA fighter အဖာရှိသမီးသူ့ကိုအများကြီးဝိုင်းပြီးတော့မြင်တဲ့အမြင်တွေအကုန်လုံးကသူပထမဆုံးရှုံးသွားတဲ့အချိန်မှာသူအဲ့ဒီကနေပြီးတော့သူ့ကသူပျောက်သွားတယ်ဘယ်သူကမှသူ့ကိုဟိုဒီပွဲဒီပွဲတစ်ပွဲရှုံးလို့ Holly Holmes ကိုရှုံးလို့သူ့ကိုလူဆိုတော့ရှုံးတဲ့အခါကျတော့ပရိသတ်ကတော့ဝေမှမှာပေါ့ဒါတွေကအကြာကြီးသွားမှာမဟုတ်သူနိုင်ဝဲပြန်ယူယုံမယ်ဒါပေမဲ့အဲ့မှာဘာဖြစ်လဲဆိုတော့ဒီ အခုတို့အဲ့ဒါကို psychology မှာ self ဒီ handicapping behavior လို့ခေါ်တယ်အဲ့ဒါဘာလဲဆိုတော့လူတွေရဲ့အမြင်က public eye ကနေ disappear လုပ်လိုက်တာဖြောက်လိုက်တာအကြာကြီးတကယ်တော့လူတွေကသူ့ကိုပြောမှထက်ကိုအဲ့ဒီအပြောခံမှာသူကပိုကြောက်ချင်းပဲလူတွေကသူ့ကိုပြောတယ်ပြောတဲ့ဟာတွေကအချိန်တန်မေ့သွားမယ်သူနောက်တော့ပဲပြန်နိုင်သူ့စီကိုပြန်ပြီးတော့အပိတံဆိုတာမျိုးထက်သူကပျောက်သွားပျောက်တဲ့ဟာမှာလည်းတပတ်မဟုတ်ဘူးနှစ်ပတ်မဟုတ်ဘူးနဲ့တစ်နှစ်ကျော်ပျောက်သွားပြီးတော့အမန်ဒါနူးနက်စ်နဲ့ပွဲကြမှာသူပြန်ပေါ်လာတယ် အဲ့ Amanda Nunes နဲ့ပွဲမတိုင်ခင်မှာသူမီဒီယာတွေကိုတွေ့ဖို့ညင်းတယ် interview တွေကိုညင်းတယ်ဆိုတော့အဲ့ဒီအချက်တွေဟာဘာလဲဆိုတော့ဟိုဒါကအခုဒါ intentionally သူလှုပ်သွားတာပဲလေဒါဟိုပုံမှန်မဟုတ်တဲ့ဟာ annual sharing အဲ့ဘာလဲဆိုတော့ self handicapping behavior လို့ခေါ်အဲ့သူသူဟာဒီ spotlight တွေအောက်ကနေပြီးတော့ refresh spotlight အောက်ကနေကြောင်းထွက်ပြီးတော့ဒီပွဲမှာသူထိုးမယ်အဲနိုင်မှသူထွက်လာမယ်ရှုံးရင်ဟိုလူတွေ ဒီလိုပဲဘာမှပြောညာမပြောပျောက်သွားတဲ့ပုံစံမျိုးသူကလုပ်သွားတာလုပ်သွားတော့ amanda nunes ကိုသူထက်ရှုံးတယ်အဲ့မှာသူပိုကြီးမားတဲ့ဖီအားဝင်လာသူလုံးဝပျောက်ထွက်သွားတယ် rounder ရစီမှာကလားတော့ဆိုတော့ဒါတွေကဟို psychology နဲ့ဆိုင်တဲ့ဟိုရန်သူကအတွင်းစိတ်ထဲမှာပဲရှိတယ်အကျွန်ကျုံးဆက်ရန်သူဟာဘုရား Tom Aspinall ဟာကျွန်ကျုံးရဲ့ရန်သူဆိုတာထင်သာမြင်သာရှိတဲ့ရန်သူဒါပေမဲ့ကျွန်ကျုံးဆက်တကယ်ရန်သူဟာသူအတွင်းစိတ်ထဲမှာရှိတဲ့ရန်သူဆိုတော့အဲ့ဒါမျိုးကိုအခုကတခါ flight mayweather စီမှာလည်းအခုတော့တွေ့ရဟုတ်ကော ဖလိုက်မေဝါသာပွဲပေါင်း90ကစားတယ်ရှုံးပွဲမရှိဘူးရှုံးပွဲမရှိဘူးသူဟာတကယ်အဲရှုံးပွဲမရှိဘူးအခုသူ့ကိုသူ best ever အဖြစ်တခါလေကြာသူကျွေးကြော်လေးရှိတယ်ဒါပေမဲ့မေဝါသာရဲ့နောက်ပိုင်းပွဲတွေကိုကြည့်လိုက်ရင် calculated match တွေပဲကစားတော့လူတွေအရင်ဝေဖန်ကြဒါပေမဲ့အဲ့ဒီဝေဖန်မှုကိုဖလိုက်မေဝါသာ view မဆိုင်ဘူးသူတို့ကသူပတ်စံရှာတယ်သူရှုံးပွဲမရှိစံချိန်မပြတ်သွားဘူးဆိုတော့အဲ့လိုမျိုး loss aversion တွေကိုရှောင်တာပေါ့ရှောင်တဲ့အခါကျတော့ဟိုဝေဖန်မှုတွေကလည်းညီလေးမှန်တယ်ညီလေးမဝေဖန်လို့မရဘူး အဲသို့တော့ဝေဖန်မှုတွေထပ်ပေါ်ပြီးတော့မှန်လာကစားသမားတွေရဲ့အတွင်းစိတ်ပြိပခါတွေသူတို့ကိုယ်တိုင်သူတို့အဲ့ဒီအရာကိုသူတို့ကတ်ကဲဖြစ်ကျင်းနေရတာဟိုဟိုမေဝသားဆိုတာ Dragon Fighter ဆိုပြီးတော့ပြောကြတယ်သူရဲ့ prime မှာတော့မှာဟိုမှာ many Pacquiao နဲ့ပွဲအမှန်ဆို73နဲ့ကထိုးရမယ်ရှောင်းနေ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 သူကနောက်ဆုံးကျတော့ဘာဖြစ်လာလဲဆိုတော့လူကိုယ်လည်းရှောင်းနေနောက်အချိန်ကိုလည်းရှောင်းနေလူကိုရှောင်းနေအဲ့လူကိုရှောင်းတဲ့လူကိုထိုးမှဆိုရင်အချိန်ကိုရှောင်းနေ မန်နီဖက်ကီယောင်းနဲ့ပွဲကိုအချိန်ဆွဲဆွဲဆွဲနဲ့2015ကျင်းမှာထထိုးတယ်။အဲ့အချိန်မှာ तू ကအဲ့ပွဲအတွက်စိတ်ပြီးပြင်ဆင်နေတဲ့ဖက်ကီယောင်းကမထင်မှတ်ပဲနဲ့အဲ့ပွဲဖြစ်လာတယ်။ဆိုတဲ့ပုံစံမျိုးပေါ့။နောက်တစ်ခုကဖက်ကီယောင်းရဲ့အကောင်းဆုံးအနေထားမဟုတ်တဲ့အချိန်မျိုးပေါ့။ဆိုတော့အဲ့အဲ့ဒါဘာလဲဆိုတော့သူ့ကိုအသာစီးယူပလိုက်တာ။လူတော့ရှောင်လို့မရဘူးမဖြစ်မနေထူရတော့မယ်။အဲ့ခါကျတော့အချိန်ကိုရှောင်ပလိုက်တယ်။အချိန်ကိုဆွဲဆန့်ဆန့်ဆန့်ရင်းနဲ့အာ तू အကောင်းဆုံးရှိတ်ဖြစ်လာတဲ့အချိန်မှာဒီဟိုအောက်ထိုးတယ်။ဖက်ကီယောင်းကိုထိုးတယ်။အဲ့နိုင်သွားတယ်။ तू က သူ့ရဲ့ဒီ zero ပေါ့နော် zero losing အဲ့ဒီအဲ့ဒီ zero losing ကိုသူကဟိုဘယ်လိုကောင်းမလဲဆိုတော့အရင်ကာကွယ်ခြင်းစိတ်လွန်ကဲတဲ့အခါမှာနောက်ပိုင်းကျတော့ဟိုကောင်းမှုတည်းခေါနာနဲ့ကစားတယ်ခေါနာနဲ့ကစားတဲ့ပွဲမျိုးဆိုရင်ညီလေးကဒါရှင်းရှင်းလေးပဲခေါနာမက်ဂရီကာဟာ non bouncer ကွာပြီးတော့ဟိုသူ့အတွက် safe ဖြစ်တယ်ကွာပြီးတော့ high reward ကွာ low risk ကွာအဲ့လိုပွဲမျိုးသူထိုးထားထိုးပလိုက်တယ်ပြီးတော့ tension nasukawa အဲ့လိုပွဲမျိုးတွေ ဖက်ကိုပို့ပြီးတော့ရောက်လာတယ်။ဆိုတော့ဆိုတော့ထားပါတော့အခုတို့ပြောချင်တာဘာလဲဆိုတော့ဒီကစားသမားတွေကသူရဲ့ reputation သူရဲ့ legacy အဲ့ဒီအရာကို zero ဒီရှုံးခွဲတုံညာကိုပြက်စီးမှအရန်ကြောက်တဲ့စိတ်အဲ့ဒါကသူတို့ရဲ့အဓိကရန်သူပဲ။အမာမက်အလီဟာရှုံးရှုံးမှမကြောက်ဘူး။ရှုံးရင်အနိုင်ပြန်ယူမှာ။တစ်ချိန်ရှုံးရင်နှစ်ချိန်ပြန်အနိုင်ယူမှာဆိုတဲ့စိတ်မျိုး။အဲ့ဒီအပိုင်းတွေမှာတော့꽈သွားပြီလို့မြင်။ဟုတ်ကဲ့ကိုအဲဒီကစားသမားတွေရဲ့စိတ်ပတ်ပိုင်းပေါ့နော်။ အဲဒီသူတို့လည်းလူတွေပဲဖြစ်တဲ့အတွက်ဒီရှုံးမအိုကြောက်တာတွေအဲ့လိုမျိုးဒီပုံမှန်လူတွေထဲမှာရှိတဲ့ဒီစိတ်မျိုးပေါ့နော်အဲ့ဒီအောင်မှသူတို့ကသူတို့နိုင်ပွဲတွေရမ်းဆက်လာရှုံးပွဲတွေလုံးဝမရှိဘူးဆိုတဲ့အခြေအနေမှာသူတို့ရဲ့စိုးရင်စိတ်ပေါ့အဲ့တော့အဲ့စိုးရင်စိတ်ကိုကျွန်တော်တို့ကတစ်ခါလေကြတော့ဟိုထက်မတွက်ပဲねကျွန်တော် over လိုမျိုးဖြစ်မလားပေါ့နော်ကျွန်တော်ဝေဖန်အတန်တွေအရင်မြင့်နေတဲ့အခါမှာဟိုအဲ့အဲ့ဒီပဋိပက္ခအပိုင်းလေးလည်းဟိုပြောပြပေါ့ဘာလို့ဆိုတော့ဟိုကျွန်တော်တို့ဝေဖန်အတန်တွေလည်းအရင်ကြားရတယ်ပေါ့နော်ဒါပေမဲ့ ကစားသမားအကူတိုင်းမှာလည်းသူတို့ဟိုသူတို့ရဲ့စိတ်ရှိရပေါ့နော်သူတို့ကြောက်တယ်ပေါ့နော်ခုနလိုပြောရမယ်ဆိုရင်တော့အဲ့လိုစိတ်မျိုးကိုကျွန်တော်တို့ကနားမလည်ပေးဘဲနဲ့ကျွန်တော်တို့ over attack လုပ်မိတာမျိုးဟိုဖြစ်နေသလားပေါ့တခါလေကြတော့အော်ဖြစ်တာပေါ့ဒါကတော့ဒါကတော့ပရိသတ်ဆိုတာကတော့ဟိုအခုတော့ထားပါတော့မကာဘီနဲ့ဟိုတိုနီနဲ့ဘလောက်မျောလင်းခဲ့တယ်လေမျောလင်းခဲ့ရင်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 အဖြစ်သွားဘူးပရိသတ်ဒီအတွက်ကြတော့ဟိုဘလောက်ကောင်းလဲဆိုအနာကြီးတစ်ခုအမာယူကြီးတစ်ခုကြံနေတာ ဟုတ်တယ်မလားဟုတ်တယ်ဆိုတော့ဒါမျိုးပေါ့ညီလေးอ่ะဒီပြိတ္တတွေအနေနဲ့တော့ဒီလိုဟာမျိုးကတော့ဖြစ်မှာပဲအဲ့အဲ့ကောင်ကတားလို့မရဘူးဒါပေမဲ့အဲ့လိုပြိတ္တတွေကအဲ့လိုဖြစ်တည်ဖြစ်စေမဖြစ်တည်ဖြစ်စေကြုံကြုံဘတ်မှာပို့ပြီးတော့အရေးကြီးတဲ့အချက်ကပါလဲဆိုတော့အဖင်နောက်ကိုသူဟာနိုင်သွားလို့သူ့ရဲ့ record တပွဲတိုးသွားခြင်းဟာသူ့တော့ဘာမှအရေးမကြီးဘူးရှုံးသွားခဲ့ရင်သူ့ရဲ့ status ပျောက်သွားမယ်အဲကြုံကြုံအတွက်ကအဲ့ပြိတ္တတွေရဲ့အတန်တဲ့အဲ့ဒါကိုရေးကြီးနေတယ်ဟုတ်ကော ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ဒီဘယ်လိုပဲပြောပြောဟိုအခုနောက်ဆုံးအချုပ်ပြန်ပြောချင်တာကဂျွန်ဂျွန်စကဒါအခုအမြင်ပြောတာပေါ့နော်ဒါရိုးရိုးသားသားလေးပြောရင်ဂျွန်ဂျွန်စကဟိုဂုတ်ပဲဒါပေမဲ့ဒီပွဲရှုံသွားလဲဂုတ်ပဲသူထိုးခဲ့လိုက်ရင်ပိုကောင်းမယ်အဲအခုတော့အဲ့လိုမြင်တယ်ဟုတ်ပေါ့ဟိုပြောစရာကြီးဖြစ်သွားတာပေါ့နော်သူလည်းဖြစ်သွားတာပေါ့ manners by နဲ့ဒီဟိုဟာလုလုဆောင်သွားတဲ့မှန်မှန်တော့မှန်တော့ဟိုသူ့ကိုလည်းနားလည်ပြီးလို့ရပါတယ်ဒါကဒီအတွင်းစိတ်ပရိပခတွေဦး ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခါ aspen ကလည်းတကယ်ကောင်းတာပေါ့ဟုတ်ကဲ့ပထမအချီလေးပဲဖြတ်ပထမအချီတော့ဒီဝိုးဝိုးဝိုးလို့ဖြတ်နောက်တစ်ခါ aspen ကစားတာလေဒီလေသတိထားမိလားသတိထားမိပါပါဟုတ်ကဲ့ထားပါတော့10မိနစ်ကိုသူ့ရဲ့ဒီ hopping ကအချိန်60လောက်ခုန်နေတာအဲ့ cardio ကကြောက်စရာကြီး तू အရန် तू ပော့ပါဖြတ်လက်တယ်နော်သူ့မှာ power တွေမကောက်ဘူးပော့ပါ तू ဒွန်းကျော်အတွက်ကြောက်တော့ ဟုတ်အဲသူကောင်နေရှိတယ်သူအကြာလေးပြမှုကအရင်ပြန်အပေါင်250ကျော်မှာဒီလိုပေါ်ပါမှုမျိုးပြီးတော့ဒီလိုပောက်ခွဲအမျိုးအတွက်ကြတော့ဒီလိုဂျွန်ဂျွန်စိုးရိမ်မှာပေါ့ဒါကတော့ဒါရှင်းရှင်းလေးပဲဟုတ်ကောအော်အော်နိုင်သွားလို့ထားပါတော့နိုင်သွားလို့ဥမာ तू ကမေယောချက်ကို तू ရှုံးသွားတယ်ပေါ့ထားပါတော့ပြီးခဲ့တဲ့ပွဲမှာအရှုံးသွားတယ်အဲရှုံးသွားတယ်ဆိုရင်ဒီပွဲ तू ပြန်ထိုးမှာပေါ့နိုင်သွားရင် तू ကဟိုဂွန်တစ်ကပြန်ယူမှာလေ heavyweight champion तू ပြန်ရမှာဟုတ်ကော ဒါပေမဲ့ဒီဟာကကျတော့သူ့အတွက်သူ့အတွက် reward ကနည်းနေ risk ကအရန်ကြီးနေတယ်အဲ့တော့သူကရှောင်လိုက်တယ်အဲ့တော့ရှောင်တဲ့ခါကျတော့ပြိသက်တွေကတော်တော်ဒေါသတွေထွက်ကုန်ကြတယ်တချို့တွေလည်း MMA ကစားသမားချင်းအဲတချို့ကလည်းထောက်ခံကြတယ်ပေါ့နော်ဟိုဟို peace လောက်သွားတဲ့သူတွေလည်းရှိတယ်ပေါ့ဒါပေမဲ့တချို့လည်းတော်တော်ဒေါသထွက်ကြတယ်အဲ့တော့ဒေါသထွက်တဲ့သူတွေလည်းမှန်ပါတယ်ဒါပေမဲ့ဟိုကြုံကြုံရဲ့စိတ်ကလည်းအခုလိုမှဖြစ်မလို့စဉ်းစားမယ်အချက်ပဲ ဟုတ်ကဲ့ကိုအာဒီအခုကျွန်တော်တို့ဆွေးနွေးလာဒီမိနစ်တိုင်းတာတခုလည်းရှိနေပြီဆိုတော့အကိုဒီဂျွန်ဂျုံးစ်ရဲ့အကွက်ဂျွန်ဂျုံးစ်ကို gold အနေနဲ့အကိုတတ်မှတ်တယ်ပေါ့နော်အဲ့တော့ဂျွန်ဂျုံးစ်ရဲ့ legacy နဲ့ဒီအာဒီအပိုင်းလေးကိုအကိုကျွန်တော်တို့ပြည်သက်တွေကိုဝေမျှပေးပါအောင်ခင်ဗျအဲဂျွန်ဂျုံးစ်ကဆော့ဆော့ပြောသလိုပဲဒီဟုတ်ကဲ့အကိုတို့ဟိုတိုက်ခိုက်ရေးမှာဂျွန်ဂျုံးစ်အားနေတာကဘောက်စိမ့်မဲ့ရှိနေကွာဒါဒါလည်းအရင်အားနေတာပေါ့နည်းနည်းပေါ့ကျန်တဲ့အပိုင်းမှာဂျွန်ဂျုံးစ်ကအကုန်ပြည့်ပြည့်စုံတယ် သူတို့တကယ် technical gap gap လို့ပြောလို့ရတယ်ပြီးတော့သူ့မှာ longevity ရှိတယ်ပြီးတော့သူဟာကျုံးပွဲမရှိဆိုတော့ဒီအနေအထားကိုဘယ်လိုပဲဖြစ်သူပိုင်ဆိုင်ခဲ့ပြီးအဲ့ဒီအရာကလည်းအရေးကြီးတဲ့အချက်တစ်ခုလို့ပြောလို့ရတယ်ပြီးတော့ fighters ပေါင်းများစွာကိုကစားခဲ့ဆိုတော့ဂျွန်ဂျွန်ကိုအတချို့လည်းလက်ခံမှာမဟုတ်ဘူးဒါလက်မခံတဲ့သူလည်းလက်မခံတဲ့သူရဲ့အတချို့ GSP ကိုပြောလိုက်မယ်တချို့ Mighty Mouse ကိုပြောလိုက်မယ်ထားပါတော့မျိုးစုံပေါ့လေအဲဒါပေမဲ့အခက်ထားပါတော့အကိုတို့အနေနဲ့ဆိုအကိုဂျွန်ဂျွန်ကိုတတ်မှတ်လို့ရတယ်အဲ Aspinall ကတော့လုံးဝမတတ်မှန်းဘူး Aspinall ကိုသဘောကျတဲ့အချက်က ဟိုဘယ်လိုခေါ်မလဲဆိုတော့ဂျွန်ဂျွန်ကိုအခုမှထပြီးတော့ဟို fight ချင်လာမို့ဆိုလိုတာနာမည်ကြီးချင်ရုံနဲ့တက်ဖို့ချင်လာမို့ဂျွန်ဂျွန်ကိုသူအထင်အောင်မကြည့်ဘူးလို့တော့ပြောလို့ရတယ်သူဂျွန်ဟိုမီယိုချစ်ဆိုရင်သူကဂျွန်ဂျွန်စီအပေါ်မှာထားတယ် aspinal စိတ်ကဒါဒါလည်းသူအကြိုက်ပေါ့လေအခုတို့အတွက်ကတော့ဂျွန်ဂျွန်ကကုတ်ပဲဒီအာဂသာနီအတွက်ဂျွန်ဂျွန်ဖောက်ပြီးခဲ့တဲ့လမ်းဟာတော်တော်လေးကိုဟိုတူးတယ်ကြီးမားခိုင်ခန့်လို့ပြီးတော့ဒေနာဝိုက်တူကိုလည်းအများကြီးအကျိုးပြုပဲဒါကြောင့်လည်း ဒေနာဝိုက်နဲ့ကြုံကြုံကြာမှာမိသားတစ်ဖက်ရေမုတ်တစ်ဖက်ဆက်ဆံကြီးပေါ့နော်ဟိုစားမှာလဲတဲတဲ့ချက်ချက်ပြည့်မှာလဲအစီတုံးဝင်ဖြစ်နေတာဆိုတော့ controversial လည်းအများကြီးရှိတယ်ဒီသူ့ရဲ့အာသာသမားဘဝပြင်ပမှာအကြုံကြုံစာဟိုအခုပြောမယ်ဆိုလူဆိုးလို့ပြောလို့ရတယ်လူဆိုးဒါပေမဲ့ ქვენ ထဲမှာတော့သူဟာဂုတ်ပဲအဲ့တော့ဒီပွဲမှာတကယ်တော့ Aspinall ကိုရှုံးခဲ့ရင်လည်းအခုအမြင်ကဂုတ်ပဲ Aspinall ကတော့ဟိုထပ်ပြီးတော့သက်တည်ပြသွားပါဘူးသူဂုတ်ဖြစ်ချင်းရေဂျုံဂျုံကိုနိုင်ပြီးတဲ့နောက် အထက်သက်တည်ပြသားပေါ့သူအဲ့အလုပ်သူ့မှာရှိဒါပေမဲ့အခုကမထိုးပြသွားတဲ့အခါကျတော့အကျောင်းကျောင်းကပြောစရာကြီးဖြစ်သွားတာတွန်အက်စပနယ်ကအလကားနေအင်တာမတက်သွားတော့ဟုတ်ဟောသူသူ့အနေနဲ့လည်းတနာဖို့ကောင်းပါတယ်ဒီလေဟုတ်ကဲ့တနာဖို့ကောင်းတယ်သူသူတနာဖို့ကောင်းပါ interim နပွဲထိုးရတယ်ဆိုတာရှိရှိမှာမရှိရဟုတ်ပါကွာဟုတ်အေးအေးဟုတ်ကဲ့ပြောချင်တာအဲ့ဒါပါပဲဟုတ်ကဲ့ကိုအခုဒီပြောနေနေကျွန်တော်ဒီတစ်ခုမေးခွန်းတစ်ခုထပ်ပြီးတော့ဒါ goat အကြောင်းဆွေးနွေးရတဲ့အခါမှာဘောနော်ထပ်ပြီးတော့ ဒီမျိုးကုန်းလေးပေါ်လာလို့ကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျုံကျောင်းစာရေးတော့အဲဒီတချို့ဆွေးနွေးကြရတယ်ကျွန်တော်ပို့ပြီးတော့ဒီအကြောင်းကိုစဉ်းစားပြတယ်ပေါ့နော်အဲ့တော့ဒီဂျုံဂျုံရဲ့ personal life မှာ तू မကောင်းတဲ့ကိစ္စတွေ तू အများကြီးလုပ်ခဲ့တာရှိတယ်ပေါ့နော်အဲ့တော့ဂျုံဂျုံဖြစ်စေဂျုံဂျုံမဟုတ်တဲ့တခြားသော ghost status ကစားသမားတွေဖြစ်စေအဲ့လိုမျိုးပြင်ပကိစ္စတွေသူတို့ရဲ့ဒီ ghost status နဲ့ကျွန်တော်တို့ဟိုဆက်နွယ်လို့ရလားသက်ဆိုင်မှုရှိလားဟိုကျွန်တော်ဘလို့ဟိုထားတယ်လေပေါ့နော်အဲ့အကြောင်းလေးကိုထပ်ပြီးတော့ကျွန်တော်တို့အဆုံးသက်နေနဲ့ဆွေးနွေးပါအောင်ခင်ဗျ ဒါတော့ညီလေးအဲ့ဒီကိစ္စမှာအခုဟိုကမ္ဘာလူကြီးတန်း၈000ရှိတာပြီနော်အဲ့ဘယ်လီယံရှိတာပြီကျွန်တော်တယောက်အမြင်တော့မတူနိုင်ဘူးဆိုတော့ဒါတော့အခုရဲ့အပန်ညာကိုပဲပြောမယ်ဆိုတော့ဟုတ်ကဲ့အခုကတော့ထားပါတော့မာရာဒိုနာဟာဂေါ့လို့သတ်မှတ်လိုက်ရေဟုတ်ဘူးမာရာဒိုနာအပြင်မှာအခုကင်းရှူတာတွေအဲ့ဒါဒီသတင်းတောက်တွေကိုတန်းတန်းလိုက်ပြတာတွေဟိုတချို့တော့ဒီဘလော့ကွန်မလေးဆိုတော့ရန်ပွဲတွေအဲမိမကိစ္စတွေဒီဟာတွေအခုတော့တိတ်ပြီးတော့ထည့်ပြီးတော့မစင်စားဘူးဆိုတော့ဂျွန်ဂျွန်က ဒီတိုက်ခိုက်ရေးအာသာနီရဲ့ဂုံဒါပေမဲ့သူဟာလူဆိုးတယောက်ဟုတ်ကောဟုတ်ကဲ့ခင်ဗျာအခုအခုလိုပြည့်ပြည့်စုံစုံသုံးသပ်ဆွေးနွေးပြီးသားရအတွက်အထူးပဲကျေးဇူးတင်ပါတယ်ပရိသတ်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားလည်းမယ်လို့မျှော်လင့်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ